တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုလ15ရက်နေ့ကနေစပြီးတော့17ရက်နေ့အတွင်းကာလဟာကိုယ့်ရဲ့ဘဝရဲ့ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရှိတဲ့အနေအထားချုပ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရည်မှန်းချက်စစ်တွေကိုလက်တွေကောင်းထဲပေါ်ပြီးတော့အောင်မြင်တိုးတက်သောအနေအထားတစ်ခုနဲ့ကံကြမ္မာမြင့်မားသောအခြေအနေတို့ကိုဖန်တီးရပိုင်ခွင့်ကြုံနေတဲ့အနေအထား ကံကောင်းခြင်းနဲ့တိုးတက်ခြင်းဖွင့်တယ်ဒီမျိုးခွဲအကျိုးပေးတဲ့အရဝင်းရနေကောင်းသောသတင်းစကားကြားရမယ်ခီးကိစ္စအစဉ်ပြေမယ်ဥတီချက်သည့်အစဉ်ပြေမယ်ခြံကားခန်းကိစ္စပြောဆိုမှုအောင်မြင်မယ်နေရဝင်းကျင်သစ်တွေနဲ့ဆက်ဆံခြင်းဒါရီအလုံးကြုံရနေမယ်စနားရည်နေမှာပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေ့ဆောင်ရွက်ပြီးကိုယ့်ရဲ့အောင်မြင်မှုကံကြမ္မာကိုဖန်တီးနိုင်တယ်၁၆ရည်နေကိုရေးချေးကံကောင်းမဲ့လက်ဖွင့်မယ်တကြံတက်နေတကြံတက်ချိန်ဖြစ်တဲ့မနေ့စနေတိုင်း52မိနစ်20ခန့်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါ ကောင်းခြင်းကံတွေရလာနိုင်မယ်။ဆက်ခွန်ရဲ့နေ့နှစ်စန်းတဲ့နေ့ကောင်းသောကုသိုလ်ကောင်းမှုပြုရကောင်းတယ်။အဲ့ဒီနေ့မှလည်းလက်ပွင့်မယ်၊ကံပွင့်မယ်လို့ပြည့်စုံမယ်။ဒါပေမဲ့အဲ့ဒီနေ့ဟာမဟာရကျမ်းနဲ့တိုက်ဆိုင်နေတော့အသွာလာကြီးဆန်ရမယ်။အရှိတောင်ရကုသွားစရာနေရှိတတ်တဲ့ညနေ၃နိုင်နဲ့၄နိုင်ခွဲကြမ်းမှာအသွာလာကြီးဆန်မယ်။လူလေးယောက်တူသွားခြင်းမပြုနဲ့အချင်းရှိ။ဆက်ရှိနေရတော့ရာရာစင်ပြေသွား။ဒါပေမဲ့အဲ့ဒီနေ့ကငကပေါ်ရက်နဲ့တိုက်တယ် တောင်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေ့12နိုင်တဲ့တနင်္ဂနွေကြသတိထားရမယ်ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ထူးခြားတဲ့အဆင်ပြေမှုပေါ်လာမယ်19ရက်နေ့မှာဥတီချက်တဲ့တိုးတက်မှုသစ်တွေရဲ့နှစ်သာရကိုရရှိမယ်အဲ့ဒီကံကြမ္မာနဲ့ရပိုင်ခွင့်သစ်တွေပြန်လည်ရရှိပြီးတန်လန်းပေါ်မယ်20ရက်နေ့မှာရန်တိုက်ခါလုံးကိုကျော်လွှားပြီးဘဝတိုးတက်မှုကိုရရှိမယ်21ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲရခြင်းစီဝါကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးစုနေ့ ကောင်းကျိုးပေးမယ်တင်းငွေတွေတင်းလာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုကနန်ကျိုးပေးတဲ့အစိမ်းရောင်အဖြူရောင်မိခွန်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံတွေတိုးတက်ခြင်းတွေရှိနေမယ်နေနီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုစေဝါဒုဒါနာပြုပေးလိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့တော်တွဲမှာရံများမယ်တိုက်ခတ်များမယ်သူတပားကြောင့်ကိုရွယ်ချက်တွေနှောင့်နှေးမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရမယ်ဝေကြီးပေးယူကိစ္စအစအငင်းပွားစရာရှိတတ်တယ်။နောက်အတိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးမှအဆင်ပြေမယ်လုံငန်းအောင်းနေတဖြည်းဖြည်းရက်ပြီးတော့အသက်ကိုဥတည်နေတယ်ကံသစ်ဖက်ကိုဥတည်ဖြစ်တွန်းနေတယ်ဒီဖြစ်ပေါ်မှုတွေကကိုယ့်ရဲ့အနာဂတ်စစ်နဲ့ဆက်နွယ်နေတယ်ကောင်းခြင်းကံကြမ္မာကတော့ဆက်တိုက်ဖြစ်တော့မယ် မတော်တဆနဲ့ဂျူးဆက်ရမယ်ခက်ရံဖြစ်ပွားတာတွေဝင်ရောက်မဖြေရှင်းနဲ့ကို့မှာပါအနေရှိပြီးရုံးရံကရောက်ဖြစ်သွားတတ်တယ်။စကားရည်နေအရာရာသတိရှိရမယ်နေဖြစ်တယ်။အပျော်ကျူးတဲ့သူနဲ့တွေ့တဲ့ဒီကုမှာအနေရှိတတ်တယ်။စက်ချောင်းရည်နေအရာရာစင်ပြေပဲ။အဲ့ဒီမှာမဟာသကြံတက်နေသကြံတက်ချိန်ဖြစ်တယ်မနေ့စနေနိုင်58မိနစ်ချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါထူးခြားတဲ့ကောင်းခြင်းကံတွေကျောင်းမယ်။၁၉ရည်နေ၂၃ရည်နေဖြစ်တယ်။ အရာရာဆင်ပြေခြင်းတိုးတက်ခြင်းနဲ့ကောင်းမြတ်နိမိတ်ကိုကြုံမယ်စိတ်ချမ်းသာစရာလည်းရှိမယ်ဒါပေမဲ့အိန္ဒိယမဟာယဇ်နဲ့တိုက်နေတော့အသွမ်းလာဂယူဆက်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာအထုပြုဂယူဆက်ရမယ်တနေ့တာကာလအတွင်းအရှိတောင်ရကုန်တည်သွားစေရင်လည်းအနည်းရှိတော့ဂယူဆက်ရမှာပေါ့ဆက်ရှိရနေရတော့ငွေချေးရပိုင်ခွင့်နဲ့လေဝယ်ပြန်ရခြင်းဘဝတိုးတက်ခြင်းကံပြမခြင်းတွေကိုကျုံ့တွေ့နိုင်တယ်ရှင်ပြိုင်မှုမှမများအောင်မြင်မယ်ဒါပေမဲ့အိန္ဒိယနဲ့ကမ္ဘောဒီးယားနဲ့တိုက်နေတဲ့အတွက် တောင်ရက်ကုန်တည်သွားစေရန်ရည်ရှိတတ်တယ်။အချိန်ကာလအဖြစ်နေဆက်ရနိုင်တဲ့တဏ္ဍာရီခွေးကြသွားလာကြည့်ဆက်ရမယ်။ဇကုရည်နေ့မှာရံများတတ်တယ်တိုက်ခတ်များတတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်။နေဆယ်ရည်နေ့မှာတော့ကောင်းခြင်းမင်္ဂလာစိတ်ချမ်းသာစရာအကျိုးပေးမှုနဲ့စင်ပြေမှုလေးတွေရှိမယ်။ရာရာကောင်းသောနှမိတ်နဲ့ကောင်းသောကံကြမ္မာတို့ရဲ့အနှစ်သာရကိုရရှိမယ်။ဒီတပတ်တကာလအတော်တွင်မှာ တနင်္လာတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ပုတ်ထုနေ့မွေးသူများကြောင့်စိတ်နှောက်ဆက်လေးတွေများတတ်တယ်တစ်လေးကိုကနန်းတွေကျိုးပေးတယ်အညိုရောင်အပြာရောင် မိခိုးရောင်တို့ကိုသုံးပြီးတော့အလို့ရှိရာကိစ္စတွေဆောင်ရွက်ရင်အောင်မြင်ခြင်းကျိုးပေးခြင်းနဲ့ကံမြမ်းခြင်းတွေကိုရရှိပါလိမ့်မယ်ကောင်းခြင်းကံကြမ္မာများရရှိစေဖို့အတွက်ကိုဒီကလအတော်အတွက်မှာ မှာရွှေရင်ညထူတန်းခြင်းကုသိုလ်ကိုပြုပါထူကြတဲ့ကောင်းခြင်းတွေရတာပါမယ်ကျေးဇူးတင်ပါတယ်